အဲ့ဒါသူ့ဝန်ကိုဝန်ဆောင်ထားပြီးတော့မွေးဖွားအံ့စေတဲ့အခါကာလမှာရုတ်တရက်ယောဂဖောက်ပြီးတော့အဲ့ဒီတတိသမီးကဆုံးတယ်ဆုံးတဲ့အခါကျတော့ရွှေလီမျိုးတွေကအဲ့ဒီအလောင်းကောင်ကိုအဝတ်နဲ့ပတ်ပြီးတော့တင်းချိုင်းထုတ်ပြီးတော့မီးရှို့ရတာအဲ့လိုမီးရှို့တဲ့အခါကျတော့ကျန်တာတွေကလောင်သွားတယ်ဒီတရေသားပြိတရေနေတဲ့နော်ဒီတအိမ်ကမီးမလောင်ဘူးတဲ့ အံ့ဩကြပဲအဲ့ဒါနဲ့လူတွေကမီးလောင်အောင်ဟဲ့ဆိုပြီးတော့တဇူဝါနဲ့အဲ့ဒီတငယ်အင်းကြီးကိုထိုးအဲ့ဒါမီးကြီးတွေနဲ့ဖုံးကြည့်ပြီးပစ်ထားခဲ့တယ်အဲ့ဒါမနဲ့လင်းတဲ့အခါကျတော့သွားပြီးတော့ကြည့်တော့တငယ်အင်းကိုတော့လောင်ထားတယ်တဲ့ဒါပေမဲ့အဲ့ဒီသရိုသားလေးကပြာပုံပေါ်မှာမီးကြီးခဲထဲမှာတော့အသားကလေးဝါဝါနဲ့ဒီတိုင်းပဲရှင်သန်နေတယ်ဒါပေမဲ့မျက်စိတောင်စုံလေးမှာတော့တဇူဝါနဲ့ထိုးလို့ နည်းငယ်တန်ရာလေးရတော့တော့ရှိတဲ့။ဘာဘူးလို့သူကဒီလိုတူတူဆန်းဆန်းကြီးဖြစ်ရတယ်လေ။ဘာကြောင့်မသေးရတယ်လဲဆိုတော့ဓမ္မပဒထကရာထဲမှာအကြောင်းပြထားတာကဒီဘဝယဟန္တာမုတ်ချဖြစ်မဲ့ပုဂ္ဂိုလ်ကိုပစ္စည်းမဘဝိကသာလို့ခေါ်တယ်။နောက်ဆုံးဘဝပုဂ္ဂိုလ်ပေါ့။နောက်ထပ်ဘဝဆက်เสียရမရှိတော့ဘူး။အဲ့လိုပစ္စည်းမဘဝိကသာများကိုဘလို့တတ်လို့မှမသေးဘူးတဲ့။ယဟန္တာမဖြစ်မချင်းမသေးဘူးပေါ့။ ဒါကြောင့်မလို့ဘလို့အကြောင်းကြောင့်ပဲเนาะအခြေအနေတွေဖြစ်ပေါ်နေစေကမူသူ့ကိုတည်အောင်အဲ့ဒီအခြေအနေကမဖန်တီးနိုင်ဘူးပေါ့ဒါကြောင့်မလို့သူမတည်တာအဲ့ဒါနဲ့ဆွေတွေမျိုးတွေကအန်လဲအန်အော်တယ်ဝမ်းလဲဝမ်းသာတယ်ပေါ့ဒီကလေးကိုအိမ်ခေါ်လာထူးခြားတယ်ဆိုပြီးတော့ဒုက္ခဒုက္ခနော်လက္ခဏာဖတ်တတ်တဲ့ရှင်ပြအတိတ်နိမိတ်တွေကိုပြောဟောတတ်တဲ့အခုခေတ်လို့ဆိုရင်တော့ဘေးဒင်ဆရာဆိုကြပါဆို မေးကြည့်တာပေါ့ဘာမှန်းဖြစ်မလဲဒီကလေးကရန်ထူဆန်းတယ်ပေါ့အဲ့တော့အဲ့ဒီရှင်းပြစ်ကိုဟောတဲ့ဆရာကဘာဟောတုံးဆိုတော့ဒီကလေးကတဲ့လူပေါ်မှာနေမယ်ဆိုရင်တော့သူ့ရဲ့ဆွေတွေမျိုးတွေအကုန်လုံးဆင်းရဲမွဲတေကြလိမ့်မယ်တဲ့တကယ်လို့ယဟန်ပြုမယ်ဆိုလို့ရှိရင်တော့ယဟန်အချံရ900လောက်နဲ့လောကကြီးမှာတင့်တင့်တယ်တယ်လှည့်တယ်ပြီးတော့နေလိမ့်မယ်အဲ့ဒါလို့အဟောပြောထွက်တဲ့ အဲ့တော့အောစရာပဲနော်ဒီပညာရက်တွေကလည်းပဲခက်တော့အခက်ကြီးလို့ဥစဉ်ကဆိုရင်းတယ်အဲ့မြတ်စွာဘုရားကလည်းပဲအဲ့ဒါလိုကြည့်ပြီးတော့ဟောတာတွေမရှိဘူးလားဒါကတချို့ကြတော့လည်းပဲဒီယုတ်ခန္ဓာကိုယ်ရဲ့အမှတ်အသားဒါကိုလက္ခဏာလို့ခေါ်တယ်အဲ့ဒီလက္ခဏာတွေကိုကြည့်ပြီးတော့ပြောကြတာအဲ့ဒီလက္ခဏာတွေကအကြောင်းမဲ့ရခဲ့တာမဟုတ်လက္ခဏာဆိုတာလက်ပေါ်မှာထင်နေတဲ့အရေးအကြောင်းတော့ကိုဆိုလိုတာမဟုတ် မျက်လုံးရဲ့ပုံတရားနှာခေါင်းရဲ့ပုံတရားမျက်နှာရဲ့ပုံတရားလှုပ်ခန်းတော်ရဲ့ပုံတရားမျက်စွာဖျားဆိုလို့ရှိရင်မျက်လုံးကမွေးဖွားပါလားနှာပေါက်စလေးရဲ့မျက်လုံးလို့ဟုတ်လားမေးစစ်ဆိုလို့ရှိရင်လာပြီညမှာတားနေတဲ့လာကြီးကိုထပ်ပိုင်းပိုင်းလိုက်အောက်ကတရားစပိုင်းချမ်းအဲမျက်စွာဖျားမေးစစ်တော့အဲ့တိုင်းရှိအဲ့လိုပဲလက်တော်တွေဆိုလို့ရှိရင် လက်မကလွယ်လို့ကျန်တဲ့လေးချောင်းကလုံးဝတိကနေဖြတ်ထားတယ်လို့ညီးနေတယ်။အရှိတုန်းကသူမြတ်အသက်ကိုတတ်ခဲ့ခြင်းမှာရှောင်ကျင်ခဲ့တဲ့အလေးလာများခဲ့လို့အဲ့ဒီလက္ခဏာကိုရတာ။အကြောင်းတရားများစွာကြောင့်ဖြစ်ပေါ်လာတဲ့ထူးခြားချက်တွေပေါ့။အဲ့ဒီမြတ်စွာဘုရားလက္ခဏာတော်ကြီးငယ်နဲ့ပတ်သက်ပြီးတော့ဒီလေးခြားခြားအသေးသေးသိကျင်နေဆိုရင်ပိုင်းတော်စွာဘုရားကြီးဟောတဲ့ဘုရားလက္ခဏာတွေနဲ့ပတ်သက်ပြီးတော့နာယူကြည့်လိုက်အရင်ကောင်းတယ် ဥစဉ်စကိုင်းမာနေတုန်းကလေတို့တွေကနေပြီးတော့အတန်လေးကြားတရားတန်အတန်လေးချိုးလိုက်တာနှလုံးစေဝံကိုငြင်းအေးသွားပြောထားတဲ့အကြောင်းအရာလည်းပဲအတွေးခွန်နဲ့ရှင်းပြီးတော့ခိမိလိုက်တာဘယ်ဆရာတော်မြတ်မာလဲဘယ်ကိုတော်မြတ်မာလဲငငယ်လေးလို့ထင်တာဥစဉ်ကနောက်ကြမှသိရတယ်အဲ့ဒါပိုင်းလို့ဆရာကြီးဖြစ်နေတယ်အတန်ကတော့အရန်ကိုချိုးတာပဲနာယူကြည့်ကြည့်ရဟုတ်လားအဲ့တော့ပြောချင်တာကဘာလို့ ဒီတန်ကိစ္စတာမလီဖြစ်လာမယ်ဒီတငယ်လေးကိုလက္ခဏာဖတ်လိုက်တော့ရဟန်းဖြစ်မယ်ဆိုရင်တော့900လောက်အချံရံနဲ့တင်းတော့တင်းတယ်လှည့်လဲရမယ်လူဘဝနဲ့နေမယ်ဆိုရင်တော့ဆွေ90မျိုး90ဆင်းရဲမွဲတေကြလိမ့်မယ်နှောမကြလိမ့်မယ်အဲ့တော့ဆွေတွေမျိုးတွေကပဲထားရင်မလို့ဟုတ်လားအဲ့ဒါနဲ့ဒီကလေးခုနှစ်သားအရွယ်ရောက်တော့ခုနှစ်နှစ်သားအရွယ်ရောက်တော့ဒီကလေးကသူ့အကြောင်းကိုသိတယ်အမေကမေးမှာပေါ့အဲ့ဒီမှာပြောပြတဲ့အခါကျတော့ဩ ဒီလောက်ကြီးမားတဲ့ဘေးရနေငါဟာမသေးပဲနဲ့လွတ်ခဲ့တာအဲ့ဒီမှာတံဝေကရတံဝေကရတယ်ဆိုတာလည်းပဲရစရာအကြောင်းရှိလို့ရတာပေါ့လေအဓိကတံဝေကရခြင်းရဲ့အဓိကအကြောင်းကတော့ပင်ကိုယ်ဓာတ်ခံကအရေးအကြီးဆုံးဖြစ်လိမ့်မလို့ထင်တာပဲပင်ကိုယ်ဓာတ်ခံညံဖြင်းရတဲ့ပုံကိုယ်တွေကတော့တံဝေကရတဲ့အကြောင်းတွေဘလောက်တွေ့တွေ့တံဝေကရတယ်လို့မရှိဘူးရတယ်ခဏဦးဇင်းတို့လိုတရားတော်မှလို့နေမှာပေါ့ မရဘူးတော့မရှိဘူးရတယ်ရပြီပြီပြောက်ပြောက်ပဲဟုတ်တယ်မဟုတ်လားရတော့ရလိုက်တာပဲရပြီတော့ဘယ်စီပြုတ်ကမှတော့မသိဘူးတဝေကကရပြီတော့မစွဲပဲဖြစ်နေတယ်ဒီမှာကိုရင်ဖြစ်လာမယ်ဒီလူလင်လေးကဒီတငယ်လေးကတဝေကရပြီတော့သူ့ကိုရှင်ပြုတ်ခိုင်းတယ်အဲ့ဒါကိုရင်လေးဝတ်ပေးလိုက်တော့ရှင်သာတိပုတ္တရာရဲ့ဌာမသူကိုရင်ဝတ်တယ်တထေးမျိုးတွေကို အဲ့ဒီမှာကိုရင်ဝတ်ပြီဆိုတော့ယသော်ဗျာလက်ထက်ကကိုရင်ဝတ်ပြီယဟန်ခံပြီဆိုရင်နောက်ဆန်ချတဲ့အချိန်မှာဒဇပင်စကကမ္မထံဆိုတာကိုစီးပြန်ရအဲ့ဒါကိုအရင်သင်ပေးရဒဇပင်စကဆိုတာအရေးလျင်၅ခုမြောက်ရှိတဲ့ကုဋ္ဌာတစံပင်ရဲ့မွေးညင်းရဲ့ခြေတိလက်တိရဲ့သွားရဲ့အရေးရဲ့ဒုက္ခနာကိုကြီးမှာဖုံးကွယ်ထားလို့မရတဲ့မြင်နေရတဲ့ အရာ၅မျိုးပေါ့နော်ဒီတိုင်းကိုပဲမြင်နေရဆံပင်ရဲ့ဝိညာဉ်ရဲ့ခြေသီးလက်သီးရဲ့သွားရဲ့အရေးရဲ့ဟုတ်လားအဲ့ဒါတစားပင်စကခေါ်တယ်ပါရမီထူးခဲ့တဲ့ပုဂ္ဂိုလ်တွေဟာရှင်းဘွားကမြင့်မြတ်တဲ့ဒီလုံငန်းစဉ်တွေကိုနှစ်ထည့်အောင်ကြိုးစားအထောက်ခဲ့ကြတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီတစားပင်စကကမ္မထံကိုစီးပြန်လိုက်တာနဲ့ကတုံးလေးတုံးပြီးရောတခါတည်းအတော်လေးကုံသွားတာဆိုတာရှိရဲ့ အဲ့လိုထူးခဲ့တဲ့ပုံကိုလည်းအများကြီးရှိတယ်။အဲ့ဒီထူးခဲ့တဲ့ပုံကိုအများကြီးတဲကဒီတန်ကိစ္စဆိုတဲ့တာမဏိဟာတပါအပါဝင်ဖြစ်တယ်ပေါ့။မျက်စိလေးမှာတောင်စွန်လေးမှာဒဏ်ရာလေးရှိလို့သူ့ကိုတန်ကိစ္စလို့နာမည်ပေးတာတဲ့။ဟုတ်လား။အဲ့ဒါနဲ့ဒီကိုရင်ကကိုရင်ဝဲမယ်လို့ဆန်ချလိုက်တာနဲ့ပဲသူ့ဟာကတရားလူတရားမြတ်ကရပြီးသားဖြစ်နေတယ်။အလွန်ထူးခြားတယ်ပေါ့။ ဲ့လိုနဲ့ဥရှင်တို့ဒီနေ့မှာဘာဖြစ်လာလဲဆိုတော့ယဟန်တော်အပါ30လောက်ကြီးမယဟန်ပြုလာကြတာဖြစ်တဲ့အတွက်ကြောင့်ဂန္ဓဒူရစပေတင်ယူတဲ့အလုပ်ကိုတော့တို့မစွမ်းဆောင်နိုင်တော့ဘူးဒါကြောင့်မလို့ဝိပဿနာဒူရကိုယ်ခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိအောင်မြင်အောင်ရှုမှတ်ဆင်ခြင်ပွားများတဲ့အလုပ်လို့ဆိုတဲ့နော်ဒီဝိပဿနာဒူရကိုပဲတို့ဆောင်ရွက်တော့မယ်ကြိုးစားတော့မယ်လို့ဆုံးဖြတ်ပြီးတော့ မြတ်စွာဘုရားရဲ့ဌာန်ကနေကမ္မထံတရားများယူပြီးတော့နော်စိတ်ဉာဏ်ရရကိုချင့်ကပ်ပြီးတော့ထိတိရရဖြစ်အောင်ကြိုးစားကြမယ်ရှုပြီးတော့တပိတလုံးသင်္ကန်း၃တယ်နဲ့ထွက်ကြမယ်ရှုပြီးတော့မြတ်စွာဘုရားကိုနှုတ်ဆက်ရှိခိုးရတာပေါ့အဲ့ဒီမှာမြတ်စွာဘုရားကသူတို့ရဲ့ရှေ့ရေးကိုမြင်တော်မူတယ်တဲ့သူတို့ရဲ့ဆုံးခံလို့ရလာတဲ့အစာအာဟာရတွေကိုကပ်ရက်ပြီးတော့စားတဲ့စားခြင်းစွာ စားခြင်းစားတခါကြီးတယောက် ဖြစ်လာလိမ့်မယ်ပြီးရင်အဲ့ဒီကပိယတကကြီးကိုအကြောင်းပြုပြီးတော့သူတို့မှအလွန်ကြီးမားတဲ့ဘေးအန္တရာယ်တစ်ခုကြားရောက်လာစရာအကြောင်းရှိတယ်။အဲ့ဒီဘေးအန္တရာယ်ကိုအကယ်၍သာကိုရင်တာကိစ္စကိုသာခေါ်သွားမယ်ဆိုလို့ရှိရင်အဲ့ဒီကိုရင်ရဲ့အစွမ်းနဲ့အဲ့ဒီဘေးအန္တရာယ်တွေကိုလွန်မြောက်အောင်လုပ်နိုင်လိမ့်မယ်။သူတို့ကြည်သာဆိုရင်တော့အဲ့ဒီဘေးကိုသူတို့လွန်မြောက်အောင်မလုပ်နိုင်ဘူးပေါ့။ဒါကြောင့်မလို့မြတ်စွာဘုရားကမြင်တော်မူတဲ့အတွက်ကြောင့်ခြေသားတို့တဲ့သင်တို့သွားမယ်ဆိုလို့ရှိရင် တင်တို့ရဲ့နောင်တော်ကြီးဖြစ်တဲ့ရှင်သာရိပုတ္တရာစီကိုဝင်ရောက်ပြီးတော့ရှ िख ုဥချနှုတ်ဆက်သွားကြအောင်လို့အဲ့လိုမြတ်စွာဘုရားကအမိန့်ရှိတယ်။အဲ့ဒါကြောင့်မလို့ရဟန်းတော်ပါ၃၀ရှင်သာရိပုတ္တရာစီကိုရောက်ကြ။ရှင်သာရိပုတ္တရာစီရောက်လို့ရှ िख ုဥချနှုတ်ဆက်ပြီးတော့သွားတော့မယ်ဆိုတော့ရှင်သာရိပုတ္တရာကအရှင်တို့တဲ့အဲ့လိုတင်တို့သွားမယ်ဆိုလို့ရှိရင်တင်တို့ရဲ့ဝီကြီးဝင်းငယ်ကိုဆောင်ရွက်ဖို့အတွက်ဟောဒီတန်ကိစ္စဆိုတဲ့တာမဏေကိုတင်တို့ခေါ်သွားကြ။ တော့ယဟန်တော်တွေကအလိုမရှိရှင်ပြားတဲ့ကိုရင်လေးခေါ်သွားတယ်ဆိုရင် သူ့ကြောင့်တပြည့်တော့ဝင်းတော့ဘူဖြစ်တာပဲအဖတ်တင်ပဲတဲ့မလို့အပ်ပါဘူးဒါကြောင့်မခေါ်ပြရစီနဲ့သူ့ကြောင့်တင်တော့ဝင်းတော့ဘူဖြစ်စရာအကြောင်းမရှိဘူးတဲ့တင်တော့ကြောင့်တည်းသူ့မှာဝင်းတော့ဘူဖြစ်စရာအကြောင်းရှိရဲ့တဲ့ဒီအကြောင်းအရာကိုမြင်တော်မူလို့မြတ်စွာဘုရားကတင်တော့ငါးဒီကိုဆေလုတ်ခဲ့တာ